မြန်မာကောင်ဆောင်အွန်လိုင်းအနှုတ်ဆက်ပွဲကိုအတူအားပေးနေကြမယ်ဗရိုနီကာနဲ့ဗန်ပြည်သူများအားလုံးမိလာများကြောကြအမေမေစပေါ့ချန်နယ်ကနေပြန်လည်ကြိုလိုက်ပါရင်ဝိုင်းချန်ပီယံရှစ်မှာမီဒယ်ဝေးတန်းနဲ့လိုင်းဟက်ဗီဝေးတန်းချန်ပီယံခပ်ပတ်တွေကိုရယူပေးပြီးနိုင်ငံကောင်ဆောင်မေးခဲ့တဲ့အွန်လိုင်းအဆန်းဟာမနက်ပိုင်းအောက်တိုဘာလ၄ရက်နေ့မှာတော့ကစားမဘွားနောက်ဆုံးပွဲအစဉ်ကိုထိုးသက်ပြီးနှုတ်ဆက်သွားတော့မှာဖြစ်ပါရင်၂၀၁၄ခုနှစ်မှာဝိုင်းနဲ့အတူစတင်လဲတွဲခဲ့တဲ့အွန်လိုင်းဟာ၂၀၁၉ခုနှစ်မှာဝိုင်းမီဒယ်ဝေး MMA ချန်ပီယံနဲ့လိုက်ဟက်ဗီဝေးချန်ပီယံခပ်ပတ်တွေကိုသိမ်းပိုင်ရရှိခဲ့တာဖြစ်ပါရင်ဒါပေမဲ့၂၀၁၉ခုနှစ်ဝင်းကျင်မှာတော့ Netherlands Fighter Data ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် online ရဲ့ချန်ပီယံခပ်ပတ်တွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပါရင် အာလာအနေနဲ့ကစားမဘွားကနေအနားမြုပ်ခဲ့မှာမတဲဝိခပတ်ကိုပြန်လည်ရယူဖို့ပြင်မှတ်ထားနေပြီပင်အသက်ရွယ်ရဆန်းဆာနိုင်ခြင်းမရှိခဲ့တာကြောင့်ဆန်းနာနေပြေဝါခဲ့ရတာဖြစ်ပါတယ်အခုတော့အာလာဟာကစားမဘွားနောက်ဆုံးပွဲအဆင့်ပြင်တငယ်ချင်းနဲ့ဖြစ်တယ်လို့လင်းချင်းပေါ်လည်းဖြစ်တဲ့ကာဒင်စတန်နဲ့ထိုးသက်သွားတော့မှာဖြစ်ပါတယ်ဒီဘက်နဲ့ပတ်သက်ပြီးစင်းစင်းဝဲချင်းကိစ္စတွေမီဒီယာအင်တာဗျူးကိစ္စတွေကိုမနေ့ကမနေ့ပိုင်းမှာပဲပြုလုပ်သွားခဲ့တာဖြစ်ပါတယ်အနားယူဖို့ဆုံးဖြတ်ချက်ချခဲ့တာနဲ့ပတ်သက်ပြီးအာလာကမှတ်ပါတယ်လာမယ့်ပွဲမှာကျွန်တော်ရဲ့နောက်ဆုံးပွဲဖြစ်လာပါပါဒီဆုံးဖြတ်ချက်ကိုအချင်းယူစဉ်းစားဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်ကကစားမဘွားကနေနီးပြဘွားကိုကူပြောင်းတင်တဲ့အချိန်ဆိုတော့အဆင်ပြေပါတယ် ခင်ဗျားတို့ပြောနေကြသလိုကျွန်တော်အနေနဲ့နှစ်နှစ်သုံးနှစ်လောက်တော့စက္ကသလို့ရပါတယ်ကျွန်တော်ရဲ့ခနာကိုနဲ့ကျမအေးကလည်းကောင်းတဲ့အနေထားမှာရှိပါတယ်ဒါပေမဲ့ကျွန်တော်မျိုးဆက်တဲ့လူငယ်လေးတွေကိုလည်းတင်ပေးအောင်မယ်စီဝါရေးလည်းလုပ်ရမယ်အင်တော်ဦးစီးကောင်းတယောက်အနေနဲ့လည်းမိသားစုကိုချိန်ပေးဖို့လိုအပ်တဲ့အတွက်အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ကျွန်တော်ကအားပေးခဲ့တဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ထိုင်းပရိသတ်တွေရောမြန်မာပရိသတ်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်လုံလီကွင်းကြီးထဲမှာကစားကွင်းရဖို့ဆိုတာကကျွန်တော်ရဲ့အိမ်ပါပါထိုင်းလူမျိုးတွေကသဘောကောက်ပါတယ်ဂုံတီရှိရဲ့အများကြီးကူညီတက်ပါတယ်ကျွန်တော်အတွက်တင်မဟုတ်ပါဘူးမြန်မာဖိုင်တာတွေမြန်မာလူမျိုးတွေအားလုံးပေါ်မှာအများကြီးခွင့်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ် မြန်မာပရိသတ်တွေကိုလည်းကျေးဇူးများကြီးတင်ပါတယ်။နေလည်းလေးစားပါရင်နောက်ထပ်မျိုးဆက်တဲ့ fighter တွေကိုလည်းချေပေးကြပါအားပေးကြပါဆိုပြီးတော့ပြောကြသွားခဲ့တာဖြစ်ပါတယ်။အားလုံးဟာမြန်မာနိုင်ငံရဲ့ဂုံစရာကစားမတစ်ယောက်ပြီးတော့ The Bami Fighter လို့လည်းပြောင်ရထားတဲ့သူဟာ1 Championship မှာ Welterweight နဲ့ Light Heavyweight Champion ဖြစ်ခဲ့တဲ့ Grand Fighter ပါ။ဒီဘွဲကသူ့ရဲ့နောက်ဆုံးဘွဲဖြစ်တယ်ဆိုတော့ one champion ရှိကလည်းသူ့ကိုကွန်ပျူတာနဲ့ဒီဘွဲကိုတခြားအထူးပေးဖော်ပြထားပါရီ။အလားကိုယ်တိုင်ကလည်း interview တွေပါငါဒီဘွဲကိုစင်အေးထားပြီးကစားမယ်ပရိသတ်တွေအတွက်အကောင်းဆုံးပြမယ်လို့ပြောထားပါရီ။ ောင်နောက်ရဲ့နောက်ဆုံးပွဲကိုမြန်မာပြည်ထောင်ကဆောင်းမြော်ကြီးရှိဖို့အားခဲထားကြသလို KMA Bronica နဲ့ Team Fighter နဲ့ Ban တို့ကလည်းအတူအားပေးဖို့စောင့်ကြည့်နေကြပါတယ်။ Bronica ကတက်ခိုင်အားကစားနဲ့အသံမွေးခြင်းနဲ့မြန်မာမျိုးသမီးတွေအတွက်ဥမာကောင်ဆံမြောင်ကောင်တယောက်ပါပဲ။ Bronica ကအောင်နောက်ရဲ့နောက်ဆုံးပွဲကိုအားပေးနေမှာဖြစ်ကြောင်းသူရဲ့လူမှုကွန်ရက်မှာအခုလိုပဲရေးသားထားပါတယ်။သူကမြန်မာအားကစားသူရဲ့ကောင်းကြီးအကောင်းဆုံးလုပ်နိုင်မယ်ဆိုတာပြေဝါယုံကြည်ပါတယ်။နှလုံးသားတစ်ခုလုံးမင်းကိုအားပေးနေမယ်လို့ရေးသားထားပါတယ်။ဗန်ကလေးသူရဲ့ Facebook စာမျက်နှာ story မှာ online ရဲ့ပွဲကိုအားပေးနေမှာဖြစ်ကြောင်းတင်ရှိထားပါရင်မြန်မာပြည်သူတွေအားလုံးကလည်း online ရဲ့ပွဲကိုစောင့်ကြည့်နေကြပါပါ အားလုံးလည်းမျိုးဒီမှာပရိသတ်တွေအားလုံးတပီရှိမှာထိုင်ပြီးစောင့်ကြည့်နေရမယ့်ကစားသမားမျိုးဖြစ်လာတဲ့သူကတော့ဂျိုရှွာပဲဖြစ်ပါတယ်။ချင်းဖိုင်တာလေးဂျိုရှွာပဲလာမယ့်ပွဲမှာမြန်မာတပီလုံးအော်ချွတ်ချွတ်အားပေးကြပါပါ။အားလုံးလည်းမှာ MMA ဖိုင်တာတွေနဲ့ဖန်ကိုမြင်တွေ့ရတာဟာဝမ်းသာစရာကောင်းလို့ပါတယ်။နောက်ပြီး USC လိုနေရာမျိုးမှာဆိုတော့ပုံပြီးတော့မှစိတ်ဝင်စားစရာပါ။အားလုံးလည်းနောက်ဆုံးပွဲကိုနိုင်တဲ့နှုတ်ဆက်ဖန်ကလည်းချန်ပီယံဖြစ်ဘရော်နီကလည်းကိပောင်စင်မှာနိုင်ပွဲရပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်။ဟုတ်ကဲ့ပါမြန်မာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီး ဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ